မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမပညာဒါနပြောကြပေးမယ့်အကြောင်းအရာကတော့ဒီဇင်ဘာလအတွက်အလုတ်ကန်နဲ့ငွေကြီးကန်ချီနေကြောင်းဖြစ်ပါတယ်ဒါကထုံးစံအတိုင်းပဲ pick up by reading မဟုတ်ဘဲနဲ့ collective reading ဖြစ်လို့ဖန်ရွေးစရာမလိုပါဘူး reading ကိုပဲသွားပြီးတော့နားထောင်လို့ရပါပြီရှင်အဲဒီမှာကတ်ကလေးတွေကတော့ကျူးဆွဲထားတယ်ပေါ့နော်အော် reading ကိုနားမထောင်ခင် reading ရဲ့အဆုံးမှာကျွန်မ12လပိုင်းဒီဇင်ဘာလအတွက် promotion discount ကိစ္စလေးတွေလည်းပြောပြဖို့ရှိပါတယ်အခုကတော့ reading ကိုပဲအရင်ပြောလိုက်ကြရအောင်နော်ကျွန်မတို့ reading လေးအကြောင်းကိုစရမယ်ဆိုရင်음ဒီဇင်ဘာလမှာဒီဗီဒီယိုလာရောက်ကြည့်ရှုတဲ့လူတွေအားလုံးရင် အလုတ်ကန်တဲ့ငွေကြေးကန်အကြောင်းပြောမှာဖြစ်တယ်ဗောနော်ဒါဒီအားလုံးသိတဲ့အတိုင်းပဲ general reading collective reading ဖြစ်တာဖြစ်တဲ့အတွက်အခုနှစ်ကြိုက်တဲ့အပိုင်းကိုပဲ energy ယူပါ음 positive energy တော့ရှိပါတယ်ဒီမှာအရင်ဆုံးတွေ့ရတာကတော့ဒီဗီဒီယိုနားထောင်နေတဲ့လူတွေမှာအလုတ်နဲ့ပတ်သက်ပြီးတော့တခုခုထားခဲ့ပြီးတော့တခုခုအတွက်အွှေ့အပြောင်းရှိမဲ့လူတွေအွှေ့အပြောင်းဆိုတာတချို့ကဖြစ်နိုင်တာက နေရာတစ်ခုအနေတစ်ခုကိုအရွှေ့ပြောင်းတချို့ကကြမြို့တစ်ခုအနေတစ်ခုကိုအရွှေ့ပြောင်းတချို့ကက project တစ်ခုအနေတစ်ခုကိုအရွှေ့ပြောင်းဘယ်လိုပဲဖြစ်ဖြစ်လက်ရှိအနေအထားတွေကတော့ခါနေပြီးတော့ အရှိကိုဆက်ပြီးတော့ဗောနော်အဲတခုခုအပြောင်းလဲလောရမယ်ဆိုတာကိုမြင်တယ်အဲ့ဒီမှာအဲ့ဒီအပြောင်းလဲဒီတချို့တွေကတော့နော်ကျမပြောသွားသလိုပဲအဲ့လိုမြို့ရီနေရာရီအလောက်ကိုင်းနေပြောင်းလဲရတာမဟုတ်ရင်တော့မတချို့ဒီကိုယ့်ရဲ့လက်ရှိအလုံးမှာပဲနော်ကိုယ့်ရဲ့မူလပုံစံนี่အတိတ်မှာဖြစ်ခဲ့ပြီးသားနော်အတိတ်ဆိုတာနော်အခုဒီဗီဒီယိုနားမထောင်ရင်အချိန်ဒီမှာဖြစ်ခဲ့ပြီးသားအရာတွေကနေသင်ခန်းစာတချို့ယူပြီးတော့ကိုယ့်ရဲ့ပုံစံนี่အလုံးလုံးတဲ့ပုံစံนี่စိတ်ဓာတ်တွေခံယူချက်တွေကိုအနေငယ်လေးပြောင်းလဲ က်လိုက်ရတာမျိုးကိုတွေ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာမျိုးကိုဒီဒီဇင်ဘာလအတွင်းမှာမဖြစ်မနေကိုပြုလုပ်မိလိမ့်မယ်နော်မဖြစ်မနေဘူးမဖြစ်မနေဆိုတာလေကန်ဂျမာကလည်းအဲ့လိုအပြောင်းလဲလုပ်ဖို့ကိုတွန်းပုံနေတယ်လို့ကိုဒီလည်းဒါကနှစ်တနည်းရဲ့နောက်ဆုံးလာဖြစ်တာဖြစ်လို့လေနောက်ဆုံးလာဖြစ်လို့ကိုကိုတိုင်းကကိုပဲအပြောင်းလဲတွေလုပ်ချင်သွားတယ်ငါဒီပုံစံအတိုင်းတော့ငါ2026ကိုနှစ်မကူးနိုင်ဘူးငါအဲနော်သင်ခန်းစာတွေယူတင်းတလောက်ယူပြီးတော့ပဲငါပြောင်းလဲလိုက်ပါတော့မယ်လို့ တွေးနေတဲ့လူတွေရှိရင်ပြောင်းလဲနိုင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီပြောင်းလဲမှုဒီကိုယ့်အတွက်လွယ်လွယ်ကူကူပြောင်းလဲရတာမျိုးတော့မဟုတ်ပဲနဲ့အဲဘောနော်ဟောပါပေါ့နာကျင်စရာလေးတွေရှိရင်အဲ့ဒီနာကျင်လွတ်ချမယ့်အရာတွေအတွက်လည်းလွတ်ချနိုင်နေမယ်ဒါပေမဲ့လည်းအဲ့ဒီလွတ်ချမှုတွေမှာ ကိုယ့်အတွက်ခက်ခဲရင်ရင်ကိုဆုံးဖြတ်ပြီးတော့ဟိုထားခဲ့ရမယ့်အရာတွေရှိရင်လည်းခက်ခဲရင်ရင်ဆုံးဖြတ်ပြီးတော့ထားခဲ့နိုင်မှာပေါ့နော်လွယ်လွယ်ကူကူနဲ့ဟိုအဲ့ဒီအရာတွေကိုထားခဲ့ခြင်းလို့ထားခဲ့ရတာတော့မဟုတ်ပဲနေစိတ် ပိုင်းဖြတ်မှုတစ်ခုအရာကံကြမ္မာရဲ့တွန်းနေတဲ့အရာဆိတ်စော်မှုတစ်ခုအရာပေါ့နော်ဟိုထားခဲ့ရတာမျိုးတွေရှိလိမ့်မယ်ဒါအလုပ်အဟောင်းနေလူဟောင်းနေနော်ဟို project အဟောင်းနေကနေအစ်စ်ကိုပြောင်းမဲ့လူတွေဒီလိုမျိုးတွေ energy ကြိုက်လိမ့်မယ်음အဲ့ဒီတကယ်တော့လေကိုကလက်တလုံးမှာသာလက်တလုံးမှာတော့ဒီအလုတ်ကင်ကိုရေးချင်းနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်နေတဲ့လူတွေနည်းနည်းလေးအခက်အခဲရှိနေတဲ့လူတွေပါလိမ့်မယ် င်းဒီဇင်ဘာကလည်းဒီဒီဇင်ဘာလအတွက်ကိုအလုပ်ကလည်းငွေကြေးကိုအရင်တင်ပေးခြင်းတွေပေါင်းသွားလို့အရင်တင်တာပေါ့နော်အဲ့တော့ဒီမှာကအင်းဟုတ်တယ်အလုပ်ကငွေကြေးကိုဒီရှေ့အဲ retro pay ကာလာတခုလုံးမှာကြက်တဲ့နေရလူတွေပါလိမ့်မယ်။ဟောအချီလူမှုရေးအစစအရေးရ retro pay ကာလာတွေမှာကြက်တဲ့ data အပြင်ဒီအလောက်ကိုင်းနဲ့ငွေကြီးမှာပါသွားပြီးတော့ကြက်တဲ့နေရလူတွေပါလိမ့်မယ်ပေါ့နော်။အဲ့ဒီလူတွေက ကိုမျောလင့်ထားတဲ့တစုံတရာဒီဒီဇင်မာလာမာတွေကပြည်လာနိုင်နေမဩကိုမျောလင့်ထားတဲ့ဟိုမျောလင့်ချက်တွေကเนาะမျောလင့်ချက်တွေကတရားရာခိုင်နှုန်းမပြည့်နေမပြည့်လာသေးဘူးဆိုရင်တော့မှညွန်လင်းချက်တစုံတရာပေါ့တချို့အတွက်ဆိုရင်ကောက်ရိုးတမြင်လို့ခံစားရတဲ့အရာမျိုးတွေ ဖြစ်ရောက်လာနိုင်မယ်ဒါဘာလို့ပြောတော့လဲဆိုတော့တစ်ခါတလေတိုင်းကိုအရင်ခက်ခက်ပင်ပန်းနေတယ်မို့လားအဲ့ဒီအချိန်မှာဟိုရေနစ်နေတဲ့အချိန်မှာကောက်ရိုးလေးတမြင်ပါဘောနော်ဘလိုပဲဖြစ်ဖြစ်ကောအဲ့လိုအဲ့လိုမျောလင်းချက်တစ်ခုလေးရသွားရင်တော့မှအဲ့ဒီမျောလင်းချက်ဒီကိုမျောလင်းထားတဲ့တရားရခိုင်နှုံးတော့မဟုတ်သေးပင်မဲ့အဲ့အဲ့အတွက်အရင်အားဖြစ်စေတယ်ပေါ့နော်အဲ့လိုအနေထားမျိုးဒီဒီစင်မာနာမှာရလာနိုင်မယ်ရလာပြီးတော့ကိုဒီရှေ့ဆက်နိုင်မို့ပြိုလဲနေရနေရှေ့ဆက်နိုင်မို့ခွန်အားလေးတွေရှိလာနိုင်မယ်အစ်စ်တွေစတင်နိုင်လိမ့်မယ်နော် energy အစ်စ်စိတ်အစ်စ်လူအစ်စ်နဲ့စတင်နိုင်မို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကိုပြောင်းလဲသွားတဲ့အချိန်မှာကိုစီကိုလည်းအဲ့လိုအခွင့်လန်းကောင်းနေရောက်လာလိမ့်မယ်လို့မြင်ပါတယ်နော်ဒါကတော့အလုတ်ကန်ငွေကြီးရတွဲနေရဖြစ်တဲ့အတွက်အလုတ်ကန်ကောင်းသွားပြီဆိုငွေကြီးရလည်းနောက်ကလိုက်လာမယ်ပေါ့နော်ဒီမှာတော့ဒီမှာတော့ဒီမှာဟိုဟွာလေးပုံလေးကိုဟိုဟွာကြောက်တုံးလေးနဲ့ကာထားတယ်အဲ့လိုပုံလေးဆိုမကြိုက်ကြဘူးဆိုတော့လေနော် Facebook တို့ YouTube တို့ဆိုတော့အဲ့ဒီဟာလေးကိုကာထားတယ်ဒါဘာကိုပြောနေရလဲဆိုတော့ အဲ့အဲ့လိုမျိုးကိုယ်စိတ်ကိုဒါအပေါ်သုံးကက်ကကိုယ်ရဲ့လက်ရှိအခြေအနေကနေပြောင်းလဲသွားမယ်အနေထားကြီးပေါ့နော်အဲ့တော့အဲ့လိုကိုယ်စိတ်ကိုအဲ့လိုပြောင်းလဲနိုင်နိုင်လိုက်နိုင်ပြီဆိုရင်ကိုယ့်ရဲ့ဒီပိုင်နိုင်သောဆုံးဖြတ်ချက်တခုချဖို့တော့ရှိမယ်နော်အဲ့တော့ကိုယ်စိတ်ကိုအဲ့လိုမျိုးပြောင်းလဲလိုက်နိုင်ပြီဆိုရင်သူကဘာဖြစ်မလဲဆိုတော့ energy ကောင်းသွားတဲ့အချိန်မှာကိုယ်အတွက်ဒီအလုတ်ကန်ခွင်းလန်းနေ ိုးပြီးတော့ကောင်းလာပြီးတော့ဥမာတချို့ဆိုရင်ကွာဟိုအလုတ်အစ်စ်ကိုကူပြောင်းမိသွားပြီးတော့အဲ့ဒီအလုတ်အစ်စ်မှာအဲတော့ new welcome ပေါ့နော်อืมပွဲလေးတွေကျင်းပဖြစ်တာကိုကိုကြိုးဆိုတဲ့နေရာတစ်တစ်ခုရောက်သွားပြီးတော့ပွဲလေးတွေကျင်းပဖြစ်တာအဲ့ဒီမှာမှတကယ်ချင်းမိတ်ဆွေအစ်စ်တွေရလာပြီးတော့ပူပေါင်းဆောင်ရွက်မှုတွေပါဝင်မှုတွေ social ပေါ့လူမှုရေးပန်းဆိုင်ရာတွေပို့ပြီးတော့ကောင်းလာတာဟာအဲ့လိုမျိုးလေးပို့ပြီးတွေ့ရတယ်အဲ့တော့나ချင်းနေလက္ခဏာပါပဲတီးခံလိုက်ပါဒီဒီဇင်ဘာလမှာလအစရတချို့လိုအဆင်ပြေလာလိမ့်မယ်လို့ညီနေတချို့ကတော့နှစ်ကုန်ပိုင်းမှာမှအဆင်ပြေလိမ့်မယ်ပေါ့နော် တော့ဒီမှာနောက်တစ်ခုကကြတော့อืมကို့အတွက်လေအဲ့ဒီအလုတ်တဲ့နေရာတဲ့ကိုပြောင်းလိုက်ခါမှာကို့အတွက်ရင်းနှီးတဲ့လူတွေအရင်နှုန်းတဲ့ကငကိုတဲ့ကရင်းနှီးပြီးသားလူတွေပြန်တွေ့ရတာမျိုးเนาะတကယ်လို့ငကိုတဲ့ကတိပိသားလူတွေလူဟောင်းနေနဲ့ပြန်မတွေ့ရအောင်ဆိုရင်တော့မာတယောက်ကိုတယောက်အရန်ရင်းနှီးတယ်လို့ တွေ့လိုက်တာနဲ့တချို့အပေါင်းအသင်းတွေကယဉ်ကျေးရလို့ကိုယုံကြည်ရတယ်လို့ထင်ရမယ်လူတွေခံစားချက်တွေရှိတယ်လေနော်ဒါဒါချစ်သူကြီးကမှမဟုတ်အပေါင်းအသင်းတွေမှာလည်းအဲ့လိုမျိုးတွေရှိရဲ့အဲ့လိုလူမျိုးတွေနဲ့ကြုံရဆုံရပြီးတော့တယောက်နဲ့တရာအပြန်နဲ့လေးစားသမှုတွေနဲ့စီစီလုံး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 ကြုံကြုံလေးနဲ့ဒီအလောက်ကင်ဝင်ကြီးတွေကိုအဓိကတော့ဒါအလုံးပါပေါ့နော်ရှစ်ဆက်သွားနိုင်လိမ့်မယ်လို့မြင်နေအဲ့တော့ဒီမှာနောက်တစ်ခုက universe က angel လေးတွေကဘာပြောနေလဲဆိုတော့နော် တေချာတဲ့ဒီအုပ်စုတွေမှာအလုပ်ကင်ငွေကြီးကိုအခက်အခဲတွေရှိနေလို့တခြားလုံး manifestation လုပ်နေရမျိုးတွေရှိပဲဒါခဏခဏပြောမိတယ်ဗောနော်ဒီဆရာမခဏခဏပြောပါတယ်တခြား region တွေဖတ်တော့လဲအဲ့ဒီ energy တွေ့ရလေနော်အထူးသဖြင့်စက်တလပိုင်းမှာ statistic အချိန်နေတုန်းက manifestation လုပ်ထားခဲ့တာဒီအောင်းကိုအောင်းမယ်လို့ပြောပြီးသားအဲ့ဒီဟာကကိုအလုပ်ကင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ manifest လုပ်ထားမိရင် manifest ဆိုတာတချို့တွေကတော့ဒီ manifestation နီးလန်းကိုစနစ်တကျလိုက်လုပ်တယ်တချို့တွေကတော့ကိုယ့်ရဲ့ဘာသာရသက်ဆိုင် ာဘာသာရေးအရာကိုယ့်ရဲ့ဆန္ဒသံစုံတရားကိုစူတောင်းနေတဲ့ဆန္ဒပြုနေတဲ့လူတွေလည်းရှိနေပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆန္ဒတွေပြေဝလာလိမ့်မယ်ကိုယ်စူတောင်းနေတာတွေပြေဝလာလိမ့်မယ်နော်ပြေဝလာလိမ့်မယ်အဲ့ပြေဝဖို့လို့လေယုံယုံကြည်ကြီးကိုလက်ခံတာပါ နော်ရင်ရင်ကြီးကြီးကိုလက်ခံပြောရနော်အစခုအဆင်မပြေဖြစ်နေလင်ကအဆင်ပြေနေပြီဆိုတော့စိတ်နဲ့နှီးပါဒါဆိုရင်ပို့ပြီးတော့ပြောင်းလဲမှုတွေအစ်စ်တွေ energy ကောင်းနေတာပို့ပြီးရောက်လာနိုင်တယ်နော်နောက်တစ်ခါဒီမှာတွေ့လာပြီကိုကလေဒီစမလာမှာတမားနဲ့မတူအောင်ရန်ကြီးကိုတောက်ပလာလိမ့်မယ်ဘာလို့လဲဆိုတော့ဒါလေးတေးကြတယ်ကိုရဲ့စိတ်တစ်ခုပြောင်းလိုက်ပြီးစိတ်ဝိညာဉ်တစ်ခုပြောင်းလိုက်ပြီးဆိုတော့ကကိုက energy အစ်စ်ပြောင်းသွားတော့ new energy new beginning နဲ့ပြောင်းလိုက်တဲ့အခါမှာဟို ကိုယ့်ရဲ့ပုံစံကိုကလူများကြမှာပို့ပြီးတော့အရင်လိုမျိုးမှီးမိနေတာမျိုးမဟုတ်ဘဲနဲ့မှီးမိနေဆိုတာလေလူတိုင်းမှာကွာကိုကြီးကိုသေးကိုယောင်ကိုပါဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒီကိုကြီးကိုသေးကိုယောင်ကိုပါကိုချနိုင်တာကိုကိုယ်တိုင်းပဲเนาะတခြားလူတွေမဟုတ်ကိုကိုယ်တိုင်းပဲအဲ့တော့ကိုယ့်ရဲ့စိတ်တစ်ခုပြောင်းသွားတဲ့အခါမှာအဲ့ဒီကိုယောင်ကိုပါကြီးကိုကြီးကိုသေးတွေကပို့ပြီးတော့တောက်ပလာတာမျိုးလို့ဆရာမခန်းစားမိရယ်เนาะအဲ့ဒါကြောင့် နော်အရန်ကောင်းပါတယ်ဒီဇင်မာလာကပျော်ပျော်ရွှင်ရွှင်လေးနဲ့2026ကိုကူးပြောင်းသွားနိုင်မယ်လို့မြင်နေကံကောင်းချင်းလေးလေးနဲ့ပြောင်းလဲသွားနိုင်ပါလိမ့်မယ်အဲ့တော့อืมဒီဟိုဒီဒီဇင်မာလာအတွက်အလောက်ကနေငွေကြီးကန်အချင်းတွေဖတ်ချမှုဒီမှာပဲရက်လိုက်မယ်အလောက်ကန်အစင်ပြေတော့ငွေကြီးရစင်ပြေပြီလေနော်အာတကယ်လဲကိုစူတောင်းနေတချို့ဆိုရင်အလောက်အတွက်တင်မဟုတ်ပဲငွေကြီးရအတွက်ပါငါဘာလေးရကျင်လိုက်တာငါဘလောက်ပေါ့နော်တလောက်ဘလောက်ဝင်ငွေရှိကျင်လိုက်တာဘယ်လိုပုံစံမျိုးလေးတွေ မှာကဘာတခုခုပိုင်ဆိုင်ခြင်းလိုက်တာနော်ကားလိုခြင်းလိုက်တာအိမ်လိုခြင်းလိုက်တာ အဲဒါမို့ရှင်တခုခုပေါ်တော့ငွေကြေးနဲ့ပတ်သက်ပြီးစူတောင်းနေတဲ့လူတွေလည်းဒါကိုယ့်ရဲ့ manifestation ပေါ်မူတည်တယ်ဘယ်လိုပဲဖြစ်ဖြစ်အလုံးနဲ့ဆက်ဆက်နေသောစူတောင်းမှုတွေငွေကြေးနဲ့ဆက်ဆက်နေသောစူတောင်းမှုတွေကအခုတက်ပို့ပြီးတော့အဆင်ပြေလာနိုင်မယ်ဒီမှာလေးအလုပ်တွေမကဘဲငွေကြေးပါချက်တဲ့လူနေတဲ့လူတွေမြင်လို့တော့ဟို reading ရက်ခါနေမှာထပ်ပြီးတော့ပြောပြောကြင်သွားလူပေါ့နော်တချို့ကငွေကြေးပါတွေ့အလုံးမှာအဆင်ပြေတယ်ဒါပေမဲ့ငွေကြေးကြောင့်ဒီအလုပ်ကိုပြောင်းဖို့စဉ်းစားနေတဲ့လူတွေအဆင်ပြေမယ်နော်ကိုပြောင်းလိုက်တဲ့အလုပ်ကကိုမျောနေထားတဲ့ငွေကြေးတစုံတရာကြောင့် တစုံတရာရလိမ့်မယ်။ပို့ပြောလဲအလုတ်ကံရောငွေကြီးကံရောတပြိုင်တည်းပွင့်လာတာမျိုးတွေရှိမယ်။တချို့ကငွေကြီးနဲ့ပတ်သက်ပြီးတော့အတိတ်မှာလေအခုအခုကိုဖြစ်ပြီးတဲ့နေရာမှာတချို့ငွေကြီးနဲ့ပတ်သက်ပြီးအဆင်မပြေတာဒီတိုင်းကိုကြက်တဲ့နေရာတချို့ကြာရင်းနှီးမြှုပ်နှံပြီးတော့မအောင်မြင်ထားတာတချို့ကကြာတော့ငွေကြီးပိုင်းဆိုင်ရာလိန်လေခံရတာမျိုးတွေတော့ရှိ ပူရင်ရှိပူလိမ့်မယ်နော်အဲ့တော့အဲ့ဒီဟာကြီးအားလုံးကိုကိုဒီသင်္ကန်းစာယူပြီးတော့ရှေ့ကိုဆက်နိုင်အောင်ဆက်ပါအဲ့ဒီဖြစ်ပျက်ပြီးသားအရာကြီးလေးကြောင့်နာကျင်နေတာနှမျောနေတာနောင်ထားရနေတာကိုကိုအပြစ်လိုမျိုး ထင်းပြီးတော့ဗောနော်တချို့တွေးတတ်တယ်လေတခုခုဖြစ်ရင်ဒါအရာရာငါးကြောင်ပါပဲငါငါခယူမဆိုင်မီလို့ငါ careless ဖြစ်လို့ဒီလိုမျိုးတွေတွေးနေကိုကိုကို sub blame ဗောနော်အဲ့လိုဟာတွေလည်းဖျောက်ပစ်လိုက်ပြီးအကုန်မေ့ပစ်လိုက်ပါတော့မေ့ပစ်လိုက်ဆိုတာသင်ခန်းစာယူတင်တာယူပြီးတော့ energy ကို shift လုပ်ပါ mood on လုပ်လိုက်ရင်အရာရာအဆင်ပြေသွားပါလိမ့်မယ်ဗောနော်ဒါတော့ဆင်မအဆုံးသက်ခါကြီးမှာ energy download ရလို့ဗောနော်ခေါင်းထဲမှာအရာတွေရောက်လာလို့ပြောတာပါ ဟုတ်ပြီအဲ့တော့ဒီမှာကဒီဖတ်ကြားမှုကတော့ဒီမှာပဲရက်မယ်တခုရှိတာကဒီ12လပိုင်းဒီဇင်ဘာလမှာဒီဇင်ဘာလကနောက်ဆုံးလလည်းဖြစ်တယ်အာဆီမကိုတိုင်းကလည်း promotion လေးတွေချပေးမယ်လို့ပြောထားတော့อืมဒီဗီဒီယိုနားထောင်ပြီးတော့အလုတ်ကန်တဲ့ငွေကြေးမိချင်းတဲ့လူတွေလည်းလာပြီးတော့စုံစမ်းလို့ရပါတယ်အထူးသဖြင့်တော့12လပိုင်းမှာ အလုတ်ကန်တဲ့ငွေကြီးတည်ကျင်တဲ့လူတွေဆိုရင်အများဆုံးမေးတတ်တယ် reading number 12ပေါ့နော်12 12ဆန္ဒလာပိုင်းမို့လို့ reading number 12ကိုဆင်မှာ promotion ပေးမယ်လို့ discount ပေးမယ်လို့မျှော်လင့်ရည်ရထားပါတယ်ဆိုတော့အဲ့ဒါလေး discount ရှိပါတယ် post လေးလည်းထပ်တင်ပေးမယ်เนาะပြီးတော့ကြတော့အော်ဒီဒီနှစ်ကောင်ပိုင်းမှာရောနှစ်သစ်အစပိုင်းမှာရောတည်ကြတဲ့ promotion နဲ့ discount နေဆင်မှာ season ပေးမှရရှိတာဖြစ်တာဖြစ်တဲ့အတွက် ဟိုဒီ Facebook ဆိုလဲ follow လေးလောက်ထားပေးပါ like လောက်ထားပေးပါ YouTube ကကြည့်တဲ့လူတွေဆိုရင်လဲ subscribe လေးလောက်ထားပေးပါဘောနော်ဒါမှအဲတင်တဲ့အချိန်မှာတက်ပြီးတော့တက်ပြီးတော့ဟိုအချိန်မီလမ်းရောက်ဘူးကင်းတင်နိုင်ပါပါလို့နော်ဒီတည်ကြတာတော့ အော်ဒီအလုတ်ကန်ဆိုရင်ဒီ renumer tray ကတော့သူကဟိုအချင်းကြီးဆိုလက်ချီကြီး generally ပေါ့နော်ကြာလာတဲ့ကက်တရာဒီတိုင်းဟို package သဘောမျိုးမဟုတ်ပဲကြည်ပေးလိုက်တာဒီလိုပဲအလုတ်ကန်ဆိုလည်းအဲ့လိုလေးကြည်ပေးလိုက်တာပေါ့နော်ဒါပေမဲ့အချင်းကြီးကတော့တခြား package တွေများတော့တခြား package တွေကိုရွေးပြီးမိကြတဲ့လူများတွေအလုတ်အတွက်ဆိုရင်တော့ renumer စနစ်ကိုမိကြတာများတယ်ပေါ့နော်အချင်းကြီးအတွက်လည်းတချို့ကဘာတွေမိရမှမသိဘူးမိခွင့်နေလည်းမရှိဘူးဒီတိုင်းပဲပေါ့ပေါ့ပါပဲသိကျင်တဲ့လူတွေဆိုရင်လည်း renumer စနစ်ကိုယူလို့ရပါတယ်အဲ့ဒါလေးကတော့သိကြတယ် ီစနလပိုင်းမှာ promotion ချပေးဖို့ရှိတယ်နော်အခုတည်းကဟိုပါလဲ booking လာတင်လာလို့ရပြီအဲတခြား package တွေလည်းဆက်မစဉ်းစားလိုက်ပါဦးမယ်โอเคနောက်မှပြန်တွေ့ကြမယ်နော်တက်တာပါရှင်စစရရအောင်အဆင်ပြေကြပါစေ